သားကောင်းများယောက်ျားတွေကချမ်းသာရင်ပျက်စီးတယ်မိန်းမတွေကဆင်းရဲရင်ပျက်စီးတယ်တဲ့ဒီစကားကိုတော်တော်များများကြားဖို့ကြားလိမ့်မယ်ယောက်ျားတွေဟာချမ်းသာလာတဲ့အခါမွေကြီးပြည့်စုံလာတဲ့အခါမောက်တာတွေပိုလုံးမိတယ်အထူးသဖြင့်တော့မိမကိစ္စအရှုပ်ရှင်းတွေအိမ်တော်ရေးဖောက်ပြန်တာတွေဖြစ်လာတယ်ပေါ့အရင်ကတော့ လောင်းကစားတို့တော့ဘလို့မစလုံးမိတတ်ကြတာပါပဲမိမတွေကတော့စင်ရင်တွေနဲ့လာရင်လိန်အလုသမာတွေဖြစ်ကုန်တယ်အငယ်အနောင်တွေလောက်ကြတယ်ခေစကားနဲ့ပြောရရင်တော့စပွန်ဆာရှာကြတယ်ပေါ့ဒါရီဟာယောက်ျားတိုင်းမိမတိုင်းဖြစ်နေကြတာမဟုတ်တလို့ယောက်ျားတဘာဝမိမတဘာဝလည်းမဟုတ်ဘူးအဲ့ဒီရဲ့နောက်ွယ်မှာကိုဝါရလို့ခေါ်တဲ့ပထရီယာခီရဲ့သက်မှတ်ချက်တွေပုံသွင်းမှုတွေရှိနေတယ်ဆိုတာ သဘောပေါက်ထားဖို့လိုပါတယ်။နိုင်ငံရေး၊စီးပွားရေး၊ကျန်းမာရေးစတဲ့နေပယ်တော်တော်များကိုကြည့်လိုက်။ယောက်ျားအများစုကနေရာယူထားတာကို တွေ့ရလိမ့်မယ်။အဲ့ဒါဘာလို့လဲ။ယောက်ျားတွေကပူတော်နေလို့လား။မဟုတ်ဘူး။နိုင်ငံကလေးကပြုံးထောင်လိုက်တဲ့ပုံစံတွေနဲ့အများကြီးသက်ဆိုင်နေ။ယောက်ျားလေးအဖြစ်မွေးဖွားလာပြီးတဲ့နောက်မှာသူကမိသားစုကိုဥဆောင်ရမယ်။လှုပ်ကြွေးရမယ်။ အချိန်တန်အိမ်တောင်ပြုတ်ရင်သူများသားသမီးကိုကောင်းကောင်းမွန်မွန်ထားနိုင်ရမယ်ဆိုတဲ့တာဝန်တွေမျှော်လင့်ချက်တွေပါလာတယ်။ဒီတော့ပညာရေးခွင့်လန်းနေပို့ရတယ်။မိသားစုကမပြည့်စုံဘူးဆိုရင်သားနဲ့သမီးနှစ်ယောက်ရှိတဲ့အထက်ကသမီးကိုပဲကြောင်းထုတ်လိုက်တယ်။သားကိုတော့ကြောင်းဆက်ထားတယ်။ဘာလို့လဲဆိုတော့သမီးကတိစာရှင်စာတက်ရင်တော်ပြီ။လင်ကောင်းပါကောင်းရရင်တော်ပြီ။ ตาယောက်จาလေးကတော့အဲ့ဒီလိုမဟုတ်ဘူးဥဆောင်ရမှာငါတို့အားကိုးရမှာဒီလိုမျောလင်းချက်တွေရှိကြပါတယ်နောက်ပြီးကိုကိုကိုမြင်တဲ့အမြင်တွေလဲကြွားကုန်ကြတယ်မိန်းကလေးတွေကအားကိုးရှာရမယ်သူတွေလို့သူတို့ကိုသူတို့မြင်ကုန်တယ်ကျွန်တော်တို့တွေကတော့အားကိုးခံရအောင်ကြိုးစားရမယ်သူတွေလို့ကိုကိုကိုမြင်သွားတယ်ငယ်စဉ်ဘဝမှာ မိဘအုံထင်းသူတွေရဲ့ဆက်ဆံပုံကြောင့်ဖြစ်တည်လာတဲ့ self image လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုမြင်တဲ့ပုံရိပ်ကခိုင်မာလွန်းလို့ပြင်ရခတ်တယ်ဆိုရင် society လို့ခေါ်တဲ့လူ့ဖွဲ့စည်းတစ်ခုလုံးကဝိုင်းပြီးတော့ပုံသွင်းလိုက်တဲ့ self image ကဘလောက်တောင်ခိုင်မာမလဲဆိုတာစဉ်းစားကြည့်လို့ရတယ်။ဒါကြောင့်မိန်းကလေးတွေဟာတယောက်ယောက်မှအာကိုအာထပြုစရာမရှိရင်ဘဝကမလုံခြုံတယ်လို့ခံစားနေရပြီးတော့ယောက်ျားလေးတွေကတော့ငွေရှာမကောင်းရင် မိမကကိုထက်ရှေ့ပိုရောက်နေရင်တိမ်ငယ်စိတ်ပိုဖြစ်ကြတာဆိုတော့ယောက်ျားနဲ့မိမဟာတာဆထွက်ကလေးကကွာနေပြီလို့ပြောလို့ရတယ်ပညာရေးရဲ့ personality လို့ခေါ်တဲ့ကိုရီကိုသွေးရဲ့အပြင်အလောက်ကရင်ခွင်လန်းကလည်းကွာပြန်သေးတယ်အဲ့ဒီမှာမှယောက်ျားဆိုပိုဦးစားပေးခြင်းနဲ့ဒလေးကလည်းလွှမ်းမိုးနေတယ်တဘာဝရတအိမ်ကလည်းပါလာပြန်တော့ မလို့ခြင်းပဲကိုဝင်ရရင်လဲသူတို့အတ္တမပြုခြင်းခံရရင်လဲသူတို့ကလေးတစ်ပတ်နဲ့အလုတ်ကိုထိခိုက်ရပြန်ရင်လဲသူတို့ဟောအိမ်လောက်ကြပြန်တော့လဲသူတို့လို့ဒီနေရာမှာတခုပြောချင်တာကတိုင်အိမ်ပါတယ်ဆိုတာကတော့အထူးပြဿနာမဟုတ်ပါဘူးတကဘာလုံးကမိန်းကလေးတိုင်းလဲပါကြတာပဲပြဿနာအစ်စ်ကမိန်းကလေးမို့မျိုးဆက်ဘွားကျမ်းမာရေးအကြောင်းတွေမသိသင့်ဘူးလို့မရင်းချင်းခံရအောင် သူကဘလို့ဝစားသွားလဲမှမသိတာဟာတို့လင်းကောင်းမပေါ်ပဲခလေးမွေးထားတာတို့စတဲ့တတ်မှတ်ချက်တွေသာဖြစ်ပါတယ်။တာထွက်တာကလည်းနောက်ကျပြေးလန်းကလည်းမဖြောင်ပြူတော့အချိန်ကြာလာတာနဲ့အမျှယောက်ျားတွေရဲ့နောက်မှာပြက်ပြီးကြံခဲ့ရောပညာရေးကအားနေယောက်ျားပေါ်မိခိုရမယ်ဆိုတဲ့စိတ်ကကြီးဆိုးစီးပွားကမရှာတတ်အဲ့ဒီလိုနဲ့ဆင်းရဲတဲ့တံကိုထွက်ပေါက်ပေးစရာမရှိတော့တဲ့အခါ ကိုခန္ဓာကိုအရင်ပြုပြီးအလုပ်လုပ်ကြရတော့တယ်။ယောက်ျားတွေအတွက်ကြောင့်ပညာရေးခွင်လန်းအလုပ်ကိုင်ခွင်လန်းတွေကပေါ်တယ်။ဒါ့ပေမဲ့သူတို့ကိုပြေးလန်းကနေချော်သွားစေတဲ့အရာကသူတို့ကိုယ်တိုင်လုပ်တဲ့အရက်မူရစေးလိုကိစ္စတွေက လွဲရင်သိမရှိဘူး။လူ့ဘွယ်စည်းဆိုတဲ့ society ကနေပိတ်ဆို့ထားတဲ့တတ်မှတ်ချက်တွေနဲတယ်။ဖြောင်ဖြောင်တန်တန်ပြေးနိုင်တယ်။အဲ့ဒီလိုနဲ့ချမ်းသာလာတဲ့အခါ နမဲကြီးလာတဲ့အခါဝိုင်းဝိုင်းလေလာတယ်။မွေးရှာကောင်းခြင်း၊အရေးချင်းရှိခြင်းဒါတွေဟာယောက်ျားတွေရဲ့ဂုဏ်သိက္ခာဖြစ်တယ်လို့စန့်ကျင်ဘက်လင်ကိုစွဲဆောင်နိုင်တဲ့အချက်တစ်ချက်လည်းဖြစ်တယ်။အသက်ဘလောက်ကြီးသလဲ၊လူပြိုစစ်သလားမစစ်ဘူးလား၊ဒါရီမလိုအပ်ဘူး။အိမ်အောင်ရှိဘူးလားမရှိဘူးဘူးလား။ကုံကုံပြောရရင် ရှိနေလားမရှိနေလားတောင်ခရုမဆိုင်ကြတော့ဘူးဒီလူကပံ့ပိုးမှု လုံခြုံမှုပေးနိုင်တဲ့၍ တွဲကျင်တဲ့မင်းကလေးကအဆင်သင့်ပဲယောက်ျားကောင်းမောင်မတထောင်ဆိုသလိုပေါ့အဲဒီကနေအိမ်တော်ကြီးဖောက်ပြန်လာပြီးစဖြစ်တော်တာပဲဒီလိုပြောလို့အရင်ချမ်းသာမှလားဆိုတော့လည်းမဟုတ်ဘူးသူ့အလွာလိုက်အလွာလိုက်တော့ရှိတာပေါ့ဥပမာကုမ္ပဏီတစ်ခုရဲ့မန်နေဂျာကကြည်ကြည်တက်တော့ပဲချမ်းသာမလဲသို့ပေမဲ့မန်နေဂျာ level မန်နေဂျာလဆာလောက်ကိုမမောတဲ့မိန်းကလေးတွေတော့ရှိတာပေါ့ အဲ့ဒီမိန်းကလေးတွေကိုကြည့်လိုက်ရင်လေပညာရေးအားနေခဲ့တာတူတယောက်ပေါ်မိခိုအားထားနေရမှဘဝကလုံခြုံနေဆိုတဲ့တွန်တင်မှုတွေနဲ့ပြိုးထောင်ခံခဲ့ရတာလင်ယောက်ကြားရဲ့ခုံပေါ်မူတည်ပြီးမှ သူ့ဘဝကိုတည်ဆောက်ရတာသူ့ကိုယ်သူလေးစားမှုကိုရှာဖွေရတာသားကိုသခင်လင်ကိုဖျားဆိုတဲ့သူတွေဖြစ်နေကြတာများတယ်အဲ့ဒါကရောဘာကြောင့်ဖြစ်တာလဲဆိုဖွာရရဲ့တက်ရောက်မှုကြောင့်ပါပဲ ူဝါဒဟာယောက်ျားတွေကိုပညာပိုတက်စေတယ်။ယောက်ျားတွေကိုပိုချမ်းသာစေတယ်။ယောက်ျားတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုငွေရှာနိုင်စွမ်းဘဝလုံခြုံမှုပေးနိုင်စွမ်းနေနဲ့တိုင်းတားစေတယ်။တစ္ဆာမဲတာကိုတောင်ကဲ့ရဲ့ရမယ်အစားရှစ်ဘီရင်တွေခက်ကလို့အားကြစရာကိစ္စအဖြစ်ပုံဖော်နေကြတယ်။မိမတွေကိုတော့ပညာရေးခွင့်လန်းအလောက်ကင်ခွင့်လန်းနေနေသွားစေတယ်။လူမှုအတိုင်းဝန်းကနေလဲသူတို့ပခုံးပေါ်ဝင်တွေအများကြီးဖြစ်တင်ပေးလိုက်တယ်။ ြီးတော့ဘာမှလောက်တတ်တာမရှိ အခွင့်လန်းလည်းမရှိတဲ့နောက်ခန္ဓာကိုယ်ကိုအရင်ပြုတ်ပြီးပဲဝင်ဝေးရှာကြတော့တယ်ဘဝလုံခြုံမှုရဖို့အတွက်သူများအိမ်တော်ကိုဖျက်ဆီးမိကြတော့တယ်ဒီနေရာမှာလိန်လုတ်သမဘဝကနေပါတဲ့အလုံးလို့ပြောလို့တာမဟုတ်ပါဘူးနော်ဒီဖိုဝါရကနေအဲ့ဒီဘဝကို မရွေးရွေးအောင်တွန်းပို့လိုက်တယ်လို့ဆိုလို့ခြင်းတာအဲ့ဒီအတွက် ိမ်အောင်ချင်းအမျိုးသမီးတွေပဲစိတ်ဒုက္ခရောက်ကြရပြန်တယ်။သူတို့ကလည်းပေါက်ပြန်တဲ့အမျိုးသားနဲ့မကွာရဲဘူး။ဘာလို့ဆိုတော့ငွေကြေးရတီးလူပေါ်မိခိုနေရလို့လူမှုအတိုင်းပိုင်းကလည်းအိမ်အောင်ကွဲထားတဲ့အမျိုးသမီးဆို အထင်သေးလို့ကိုယ်တိုင်ကလည်းဒီလိုအိမ်အောင်ကွဲရတာမျိုးမဖြစ်ချင်လို့လင်ယောက်ျားမရှိရင်အားငယ်လို့ဒီတော့သူတို့အိမ်တောင်ကိုလာဖြတ်စည်းတဲ့တစ်ဖက်အမျိုးသမီးကိုပဲတိုက်ခိုက်တော့တယ် ယောက်ျားဖြစ်သူက အလဲမှာလွတ်နေရောဒါကြောင့် relationship လို့ဆိုရဲလူမှုဆက်ဆံရေးပြဿနာတော်တော်များများကိုကြည့်လိုက်ရင်နောက်ွယ်ကလက်မဲကြီးဟာပုံဝါရဖြစ်နေတာကိုတွေ့ရလိမ့်မယ်။များသောအားဖြင့်တော့ယောက်ျားတွေကိုအသာရစေတယ်ဆိုပေမဲ့တစ်ဖက်မှာလည်းအဲ့ဒီအသာရခြင်းကနေပဲဒုက္ခပြန်ပေးတတ်ကြတယ်။ဥပမာအခုလိုကာလကျွန်တော်တို့တွေအလုံးမရှိတော့ဘူး၊ဝင်ငွေမရှိတော့ဘူး အဲ့ဒီမှာတဲ့တခြားယောက်ျားတွေနဲ့နှိုင်းရှင်ပြီးတင်ငယ်စိတ်ကစပြီးတော့ဖြစ်လာပြီကိုကြီးစားကကိုကိုထားပြီးပူသားတဲ့တယောက်နဲ့ခြိုက်သွားရင်ကိုမိန်းမကတခြားယောက်ျားတွေကိုကိုရှေ့မှာချီကျူးနေတာကြားရရင်ပူပြီးတော့ဆိုတယ်မိန်းမထမိန်နာခိုးစားနေရတယ်ဆိုတဲ့အတိကနေနေညာညာနှိပ်စက်တယ်စိတ်ချမ်းမာရဲ့အရာလေဒီပူဝါရကယောက်ျားတွေကိုငိုခွင့်ရင်ဖွင့်ခွင့် ပခုံးငါခွင့်မပေးထားဘူး။ကြိုက်တဲ့စိတ်ပန်းဆိုင်ရာဆွေးနွေးပွဲတွေကြည့်ကြည့်လိုက်။အမျိုးသမီးအများစုပဲတက်လာကြတာတွေ့ရလိမ့်မယ်။ဒီတော့အရက်တောက်တာနဲ့ထွက်ပေါက်ပေးမိတယ်။ violence ပို့ဖြစ်လာတယ်။ကြမ်းတမ်းလာတယ်။အကြမ်းဖက်လာတယ်ပေါ့။ကိုယ့်ကိုယ်ကိုတတ်တည်တဲ့အထိပါဖြစ်သွားနိုင်တယ်။အရင်ကထက်ကြမ်းတမ်းခက်တံလာတဲ့ယောက်ျားတယောက်အရက်ဆွဲနေတဲ့ယောက်ျားတယောက်ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတဲ့ယောက်ျားတယောက်မှာ ဘဝသူ မကြည်နှက်တာတွေစီးပွားရေးပြဿနာတွေပဲ ရှိနေလိမ့်မယ်လို့မြင်ကြတယ်။တကယ်ကသူဟာလဲဖော်ဝါရရဲ့သားကောင်ဖြစ်သွားတာပဲဆိုတာကိုသဘောပေါက်ထားကြဖို့လိုလိမ့်မယ်။ဒီဖက်ထရခီလို့ခေါ်တဲ့ဖော်ဝါရဆိုတာကကျွန်တော်တို့ရဲ့ဝစားစင်ရင်ပုံကနေစလို့အလောက်ကရွေးချယ်မှုအလဲစိတ်ချမ်းမာရေးအစုံကနအသီးသီးပေါ်လွှမ်းမိုးတက်ရောက်နေပါတယ်။ဒါတွေကိုသတိထားမိခြင်း ပူကြဲကြဲပြန့်ပြန့်ချိတ်ဆက်နားလေခြင်းဟာကိုကိုကိုအဆောင်မရောက်သွားအောင်လွတ်လပ်အောင်ဘဝကိုဟန်ချက်ညီညီဖြတ်သန်းနိုင်အောင်ကုညီပေးနိုင်လိမ့်မယ်လို့မြင်ပါတယ်ဒေါက်တာဖြူတီဟာ9ရက်တလ2025